ပါခင်ဗျာနော်ဆရာကဒီနေ့2025ခုနှစ်17လပိုင်းအဲနိုဝင်ဘာလအတွက်တလစာဗုဒ္ဓဖူးရာဟုတာသမီတွေအတွက်ရှောင်းရံဆောင်းရံကိုဆရာကဟောကြားပေးมาဖြစ်တဲ့အတွက်ဥစွာပထမဒီ2025ခုနှစ်17လပိုင်းအတွင်းမှာဗုဒ္ဓဖူးရာဟုတာသမီမိတ်ဆွေတွေအားလုံးဘေးပြာမှန်သမျှဝေးကွာကြပါပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းထောပနာပြုသလိုက်ပါတယ်ဆရာတို့အချိန်နဲ့တွေ့ရနေပြောင်းလာတာအခုဆိုရင်ဟလာတလကနေစပြီးတော့ဇန်နဝါရီကစလို့အခုဆိုရင်နိုဝင်ဘာလရောက်လာပြီအဲ့တော့ဗုဒ္ဓဖူးရာဟုတာသမီမိတ်ဆွေတွေ အတားလဲစားတဲ့နှစ်မရဏအိမ်လဲလာတည်တဲ့နှစ်ဆိုတော့မိတ်ဆွေဖုန်တစ်ခုရအောင်သာသမီရဲ့ကံအရှင်ဒီဒီတစ်နှစ်ဟာပြီးခဲ့တဲ့10လအတွင်းမှာဘလို့ရှင်နေတွေရှိခဲ့မလဲဘာတွေကိုအဖက်တင်ခဲ့ပြီးဘာတွေများဆုံးရှုံးတယ်လဲကံကောင်းစီတဲ့နှစ်လားကံညံ့စီတဲ့နှစ်လားသို့မဟုတ်ရင်ကံအရှင်ဒီဟာဒီလောက်ပဲတာမန်ထက်တော့ထူထူးထူးထူးမရှိပါဘူးလားဆိုတာဆရာကို comment ထဲမှာမှတ်ပြီးကြားကြပါဦးဆရာအခုတလားစာလေရှင်နေတာများပြီဆိုတော့စလိုက်ကြရအောင် ီ2025ခုနှစ်ဆက်တလပိုင်းနိုဝင်ဘာလအတွင်းမှာဗုဒ္ဓဘုရားဥဒ္ဒမိတ်ဆွေတို့ရဲ့တလတာကံကြမ္မာကိုတားရုံနဲ့ဆွဲတဲ့အခါအလုံးနှစ်ခုစိတ်နှစ်ခုအလုံးနှစ်ခွာစိတ်နှစ်ခွာဖြစ်နေတယ်။ဒါဘယ်ဘယ်လုံရင်ကောင်းမလား။ဟိုဘယ်ဘယ်လုံရင်ကောင်းမလားဆိုတာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့ငွေကြေးနဲ့ပတ်သက်လို့အဆင်ပြေခြင်းနဲ့စိတ်တွေမျောလင့်တောင်းတထားတဲ့အရာနှစ်ခုရှိနေတယ်။ယာရုလည်းတိုးခြင်းနဲ့အဲနေရာထိုင်ခြင်းလည်းပြောင်းကျင်တာမျိုးအဲရာရာလူအိမ်လဲပိုင်ကျင်တဲ့ယောက်ျားလေးရကျင်တာမျိုးဒီလိုမျိုးစိတ်ထဲမှာစိတ်နှစ်ခု အလုံးနှစ်ခုစိတ်နှစ်ခွာအလုံးနှစ်ခွာဖြစ်နေတတ်ပြီးတော့မျောလင်းကျနှစ်ခုဖြစ်နေတဲ့ကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေဘုတ်တခုရောက်သားသမီးတွေကချင်းသေးပါတယ်ဒီ၁၇လပိုင်းတွင်မှာမိတ်ဆွေတို့အနေနဲ့ကံဟာကောင်းတဲ့ပတ်မှာရောက်ရှိနေပါတယ်အထူးသဖြင့်အခြားနေသားတွေထဲမှာတော့ဘုတ်တခုရောက်သားသမီးတွေကဒီတလတာတော့တွင်မှာဆိုရင်တော့၁၇လပိုင်းရဲ့ကံဟာရှိနေတာမိတ်ဆွေတို့အတွက်ကံကောင်းတဲ့ပတ်ကံအားဖြင့်တနည်းအားဖြင့်ပြောရရင်ဟိုအစိုးရရနေပြီးတော့ အညံ့နေရနေပြီးတော့ကောင်းမွန်လာတာမျိုးလောသမယအစဉ်ပြီးအောင်မြင်မဲ့နှစ်ဖြစ်ပါအောင်မြင်မဲ့လားဖြစ်ပါလေဒါပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်ဖြစ်မမြဲသောကိစ္စလေးတွေနေရာတိုင်းအပြောင်းလဲလေးတွေအိုးအိမ်ချမ်းမြေနေရာတိုင်းအဆောက်အဦနဲ့ပတ်သက်ပြီးပြောင်းလဲဆောက်ကျင်တဲ့မိတ်ဆွေများရှေ့တို့လှုပ်ဆောင်ရအတွက်အားသာကောင်းမွန်သောလားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအလုတ်တစ်ကြီးမှာ အလုတ်အဟောင်းကြီးကိုဆက်ပြီးတော့စူးစမ်းလှုပ်ဆောင်နေတာမျိုးအစင်မပြေပြောင်စူးစမ်းဆွမ်းဆောင်နေတာမျိုးထက်လုပ်ငန်းအပြောင်းလဲအလုတ်အပြောင်းလဲဖြစ်စီပလန် A ပလန် B ဆိုပြီးတော့စိတ်နှစ်ခုစိတ်အလုံးနှစ်ခုလေးတွေမှာစဉ်းစားထားပြီးတော့လှုပ်ဆောင်တာမျိုးလေးတွေဖြစ်စီစနစ်တကျနဲ့စီးနဲ့တေချာကိုလှုပ်ရင်အနာဂတ်မှာရီမန်းကျက်နဲ့တိုးတက်မှုတွေအားသာကောင်းမှုပဲလာဖြစ်ပါလေထို့အပြင်ဗုဒ္ဓဘုရားတော်သမီးဒီဆက်လာပိုင်းတွေမှာဆိုပညာရေးပညာရေးနဲ့ပတ်သက်လာရင်တော့ နှစ်ချိန်နှစ်ခါကြိုးစားနေရတာမျိုးနှစ်တရာများတယ်เนาะနှစ်ချိန်နှစ်ခါကြိုးစားနေရတာမျိုးတစ်ချိန်နဲ့တော့မပြီးပြက်ခဲနဲ့အဲဟိုချစ်တို့ဆောင်ရဝင်ဝင်ဆောင်ဖို့ပဲတင်နှံ့ပတိပပုပေးနေအဆရှိတဲ့လုပ်ငန်းအနေနဲ့ပတ်သက်လို့ဖြစ်စေအဲအင်တာဗျူးလို့ဆနာလိုပီပွားခီးသွားတော့ဘာသာစကားလုံးနဲ့ပတ်သက်လာရင်လည်းနှစ်ခါလောက်ဖြီကာမှအောင်မြင်တာမျိုးနှစ်ကြိမ်လောက်တော့လောက်ရတဲ့လေအတွက်တော့ပညာရင်းနဲ့ပတ်သက်လာရင်တာမန်ထတ်တော့အားမလျှော့စေဘူးကြောင့်လည်းတကယ်လို့မှအားနေခဲ့ရင်လည်းကိုယ့်ရဲ့ကံကိုကဒီလိုဖြစ်ကြောင်းလည်းအားပေးခြင်းပါလေ ။ကောင်းပြီ။ဒီတလားတာတော်နေမှာဆိုရင်နိုင်ငံခရီးသွားနဲ့ပတ်သက်လို့ရှေ့လို့ဆောင်ရလွတ်ဆောင်မှာ ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းခရီးသွားလုပ်ငန်းတွေရှေ့တူဆောင်ရွက်လုပ်ဆောင်လို့ကောင်းတဲ့ပြင်ငဘူကကြန့်ကြာနေသောမိတ်ဆွေများဒီလမှာတော့မှနိုင်ငံခြားခရီးထွက်ရတာမျိုးဒီပါခရီးထွက်ရတာမျိုးလေးတွေရဲဝေးခရီးသွားရတာမျိုးလှုပ်လှုပ်ရှားရှားလှုပ်လှုပ်ရွာရွာဖြစ်ရင်အပြောင်းလဲနဲ့တိုးတက်မှုတွေရရှိပြီးတော့ငဘူကခက်ခဲနေသောမိတ်ဆွေများလုပ်ငန်းဟောင်းကြီးမှာအဆင်ပြေအောင်ကြိုးစားနေတာမျိုးတက်အလုပ်တက်ကလေးစတင်တာမျိုးလှုပ်လှုပ်ရှားရှားအပြောင်းလဲလေးနဲ့ပြုပြင်လုပ်လိုက်ရင်အာသာတိုးတက်ပြီးတော့ကံကောင်းစီသောလဖြစ်ကြောင်းလဲထပ်လောင်းပြောကြားလိုက်ပါစီ ထို့အပြင်မိတ်ဆွေတို့အနေနဲ့ငကူကဟလာခီးသွားကိစ္စနေရာတိုင်းကိစ္စယာထုလုံလန်းတိုင်းနဲ့ပတ်သက်ယာထုတိုးဖို့ယာထုတက်ဖို့မျှော်လင့်တောင်းတနေတော့မိတ်ဆွေများယာထုတိုးခြင်းယာထုတက်ခြင်းတွေချိန်တွေကိုကြုံရမယ်လားဖြစ်တဲ့အတွက်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်အပြောင်းလဲလေးနဲ့ရှေ့လိုလှုပ်ဆောင်လိုက်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစေမယ်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပါရစေဒီနေ့25ခုနှစ်17လပိုင်းမှာဗုဒ္ဓဘုရားအောင်သာသမီးတွေအယောင်းဝင်နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ် ထို့ပြင်အထက်အလိမ့်နဲ့ပတ်သက်တာတွေ social media influencer နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်။ပုံတန်၍ဆက်သွယ်မှုဆိုင်ရာတွေကွန်းလို့ပြောင်းလို့เนาะအထို့ပြင်ဟိုအတွင်းထွက်ပုံပစ္စည်းတွေအထက်အလိမ့် TT ပနတ်ဒေါ်လာဒီဇယ်လောင်စာစီအဆရှိတဲ့လုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးဝါဆိုင်ရာလုပ်ငန်းတွေအယောင်ဝင်နဲ့ပတ်သက်တာမျိုးတွေအဲရေနဲ့ပတ်သက်သောလုပ်ငန်းတွေအလှပရေးအလှကုန်ဆိုင်ရာနဲ့ပတ်သက်သောလုပ်ငန်းတွေဖန်စီလုပ်ငန်း အဲစားတောက်ကုန်လုပ်ငန်းကျွန်တော်တို့ပေါ့ဟိုခရီးသွားဆိုင်ရာလုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာအော်ပရေတာအဆရှိတဲ့လုပ်ငန်းတွေသူမဟုတ်လို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့ဒီတလတာတော့ဒီမှာဆိုလက်လွန်ထားသောငွေကြီးတွေကိုတော့ပြန်လဲတောင်းဆိုတာမျိုးတွေဟာငွေကြီးပြန်လဲရရှိတတ်တော်လာဖြစ်ပါတယ်အဝေးကနေပြီးတော့လက်ရှိရှိနေတဲ့နေရာကနေပြီးတော့ယုံထွက်ပြီးတော့လှုပ်ဆောင်လိုက်တာမျိုးတရားမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲလေးနဲ့ရှိတူဆောင်ရခြင်းအဲအခွင့်အလမ်းကောင်းဥစ္စာလိုမျောလင်းချက်ကောင်းမျိုးလက်ဆုပ်လက်ကန်ရယူခြင်းတွေတိုးတက်နိုင်ပါတယ်။ OH ရှံမီဝယ်နေသူတွေ OH ရှံမီ ဆန္ဒတော်ကိုရှေ့တို့ပိုင်ဆိုင်လာအားလားမျိုးတွေစူတောင်းပြတာမျိုးတွေမမြင်ရသောပုံကူတွေရဲ့အကူအညီထောက်ပံ့လေးတွေကြောင့် OHM ပိုင်ဆိုင်ရတာမျိုးတွေကျုံ့တက်တဲ့အတွက်တော့မိတ်ဆွေဗုဒ္ဓဘုရားဥသာသမီးတွေကဒီတလတာတော်တွေမှာဆိုလို့ရှိရင်တော့ဘာလို့မဆိုရှေ့တို့ပြီးတော့အားသာကောင်းမှာလဲငကောကသာသမီးနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတဲ့ကာလလေးတွေတောင်မှဒီကာလမှာမေတ္တာရေးတို့အေးချမ်းမှုတို့အစဉ်ပြေမှုတွေအောင်မြင်မှုတွေတိုးတက်မှုတွေရရှိမယ်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါပြီဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်လွန်ထားသောငွေကြေးတွေနဲ့ပတ်သက်တာလည်းဆိုလို့ရှိရင်ငကောကတောင်းအပ်ခံနေသောမိတ်ဆွေတွေဆိုရင်လည်းရရဲ့တင်းတင်းနဲ့မျက်နှာရှင်းဆိုင် face to face တောင်းတာမျိုးဖြစ်စေတင်းတ တင်းရင်ရင်ခက်ပြက်ပြက်ပြောပြီးလှုပ်ဆောင်တာဟာပုံမူအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့လှဖြစ်ကြောင်းထားလောင်းပြောကြလိုက်ပြသည်အဲဒါပြင်အလောက်ကိုင်းနဲ့ပတ်သက်လာတဲ့အခါမှာတပည့်လက်သားသသမီးကြီးရဲ့အကူအညီထောက်ကူရရှိတတ်တာမျိုးလေးတွေကြုံရတတ်တဲ့အပြင်ငွေကြေးနဲ့ပတ်သက်လာရင်ဘလောက်ပဲခက်ခဲစီကမှုကိုကိုတိုင်းဥစည်းဥဆောင်ပြီးတော့ချစ်တိုးဆောင်ရွက်ပြီးတော့ဆုံးဖြတ်လိုက်ရင်ငွေကြေးကံအားသာကောင်းမှုပြီးကံကောင်းလာစီမှာအသေးစားပဲဖြစ်တယ်တတိထားမယ့်ချက်လေးတွေကိုဆရာပြောပြခြင်းပါတယ်ဒီလက်ထာတော်တွေမှာဆိုရင် စေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်အထူးသဖြင့်စေတနာတွေနဲ့ပတ်သက်ပြီးတော့ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေပရဟိတဆိုင်ရာလုပ်ငန်းလေးတွေမှာတော့ဝင်ရောက်ပြီးတော့သူများမိသားစုဂျာတွေထဲမှာကိုကဝင်ရောက်ပြောဆိုတာမျိုးလေးတွေမှာမလို့အလားအဖယ်နဲ့အခက်အခဲလေးတွေအကြံ့ကြာလေးတွေနည်းနည်းလေးဟိုဟိုကိုကိုကိုစိတ် ်အခက်မသိလို့ဖြစ်ရတာမျိုးလေးတွေစေတနာနဲ့ဖြစ်လိုက်ပြီမဲ့ကိုကဝေဒနာမြင်သွားတာမျိုးလေးတွေကြောင့်တော့ပฏิပက္ခပြဿနာလေးတွေကိုသတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလဖြစ်ပါတယ်ဒါအပြင်စကားအများကြီးပြောရသောလုပ်ငန်းတွေနည်းနည်းလေးကန့်အားနည်းစီသောကာလဖြစ်ပြီးရည်ရွယ်ချက်မျှော်လင့်ချက်မျှော်မှန်းချက်တွေကိုတော့ကြိုတင်ပြောရင်ပြတ်တတ်သောကာလဖြစ်ပါတယ်တို့အပြင်ဆက်ပစ္စည်းအသစ်တွေယင်အသစ်တွေ တတိထားစင်ကြီးဆောင်ရွက်ပြန်လိုအပ်ပါတယ်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလေးတွေမှာနည်းနည်းလေးညီအကိုမောင်နှမတွေရဲ့စိတ်ပင်ပန်းမှုစိတ်မောလူမောစိတ်ဆင်းရဲမှုပေးတာမျိုးလေးတွေညီအကိုသွေးချင်းတူတုံစင်မိသားစုဝင်အတွင်းမှာမှဖြစ်စေမိမိနဲ့အတူရှိနေသောဆွေမကင်းမျိုးမကင်းဆွေမျိုးသားချင်းတွေရဲ့အဲတော့ကလေးဒီနည်းနည်းကိုကဥဆောင်ဖြည့်ချင်းပြရတာမျိုးလေးဂျုံရတတ်တဲ့အတွက်တော့စိတ်ညရတတ်တော့ကလာပိုင်းခြားဖြစ်ပါတယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေနဲ့ပတ်သက်ရင်သတိထားစင်ချင်းမှာကိုကိုအဲစွနာလိုအနိုင်ယူတာမျိုးတွေတခုမဟုတ်တခုအဲစွနာလိုပေါ့ဟို ဟိုကောင်းချိုးမပြီးတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့မိတ်ဆွေတို့ဘုရားရောက်သားမိများအနေနဲ့အဲမိတ်ဆွေဟောင်းပေါင်းတင်ဟောင်းနေတဲ့ပတ်သက်ရင်အတတိပြုစင်ကြမှာထို့အပြင်မိတ်ဆွေတို့အနေနဲ့အာမခံလုပ်ငန်းတွေပုံနဲ့မဆိုင်သောကိစ္စတွေကိုဝင်ရောက်ကူညီဖြည့်ရှင်းပေးတဲ့လုပ်ငန်းလေးတွေမှာတော့တတိထားစင်ကြပေးရအတွက်တော့လိုအပ်သောလှဖြစ်ကြောင်းဖက်လောက်ပြောကြလိုက်ပါသည်ထို့အပြင်မိတ်ဆွေတို့အနေနဲ့စအစားတောက်ကိုလုပ်ငန်းတွေစက်ပစ္စည်းရင်အစ်တနဲ့ပတ်သက်တာတွေတတိထားစင်ကြပေးရန်လိုအပ်သောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါစေတနာကိစ္စလေးတွေဝေဒနာဖြစ်တဲ့ကြောင်းလည်းထက်လောက်ပြောကြလိုက်ပါသည်ခင်ဗျထို့အပြင်မိမိတို့ရဲ့စိတ်ထဲမှာဆက်ခနဲ့ပေါ်လာတာတွေဒေါသနဲ့ဖြည့်ရှင်း င်းတာမျိုးတွေတခုခုအလင်းစလုံးဆုံးဖြတ်တာမျိုးတွေဟာမိတ်ဆွေဘုတ်တူရအောင်တာသမီတွေကံကိုအားနည်းစီပြီးတော့ကံညံ့စီတော့ကာလဖြစ်ပါတယ်ဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှေ့လို့ဆောင်ရွက်လို့ဆောင်တင်တဲ့အလူကံစွမ်းနာလို့ပေါ့အလူတန်းနဲ့ပတ်သက်တာမျိုးတွေမထင်မှတ်ပဲနဲ့ကြီးမားသောအမှုတွေရရှိတာမျိုးဖရပုံဒီပုံတော်ဇေဒီအဆရှိတဲ့အာရလေးတွေလက်ဆောင်ရရှိတာမျိုးတွေကထုထုချာချာပူနီမဆမှုတွေရရှိတတ်တယ်လူမျိုးရှားနေရာရှားဘာသာရှားတွေတိုင်းတစ်ပါးတွေရဲ့အကျိုးပေးမှုတွေအကျိုးပြုမှုတွေကိုကြုံရတတ်သောကာလဖြစ်ပြီးတော့ တချိန်ကကို့မှာအခက်အခဲတွေအကြအတဲတွေဖြည့်ရှင်းမှုတွေအစမပြေမှုတွေကိုတော့ဒီကာလမှာပြဿနာရဲ့လမ်းစာကိုကောင်းမှုပြီးတော့အောင်မြင်မဲ့လာဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်လာရင်အစာရည်နဲ့ပတ်သက်တာမျိုးစီးနဲ့ပတ်သက်တာမျိုးတွေဒီတရားစင်တွေမှာအဲလေချောင်းနဲ့ပတ်သက်ပြီးတော့ဆန္ဒလေချောင်းနာမျိုးအတန်နဲ့ပတ်သက်တာမျိုးတွေမှာသတိပြုစင်တွေအတွက်လိုအပ်ပြီးတော့အတန်နာတာမျိုးချောင်းဆွဆွဲတလိဖြစ်တာမျိုးဒါမျိုးတွေစီးနဲ့ပတ်သက်ပြီးအောင်နာမျိုးအစာရည်နဲ့ပတ်သက်ပြီးအခြေခံရှိတဲ့မိတ်ဆွေများသတိပြုစင်တွေအတွက်တော့လိုအပ်သောကာလပိုင်းရှာဖြစ်ပါတယ်။ကျန်းနာကတော့ဘာမှစိုးရိမ်စရာမရှိပါဘူး။လူငယ်တွေအခြေရင်းနဲ့ပတ်သက်လာရင်အိမ်ထောင်ပြုခြင်း ချင်းဆစ်ဆက်ခြင်းတွေအာသာကောင်းမှုတို့တတ်နိုင်ပါတယ်အဲထို့ပြင်တမီးစားများအနေနဲ့ဖူးစာဘတ်အမှန်တကယ်ပေါ်ခြင်းဖူးစာဘတ်ရဲ့အထောက်အကူကိုရရှိခြင်းအိမ်တော်ဘတ်ရဲ့အထောက်အကူကိုရရှိခြင်းတွေကြုံရမယ်လားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေဒါအပြင်မိတ်ဆွေဗုဒ္ဓဘုရားတောင်းမိမိတ်ဆွေများအနေနဲ့ဒီတလှတာတော့ဒီမှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်အပြိုင်ဆိုင်အတိုက်ခိုက်တွေများရတတ်တဲ့အတွက်ဘာကိုမဆိုကြိုတင်ဖွင့်မပြောပါနဲ့အပြတ်သဘောလေးတွေအပြတ်သဘောလေးတွေအများကြီးဝင်တတ်ပါလေအိမ်တော်ကြီးနဲ့ပတ်သက်လာရင် အိမ်အောင်ဘက်ရဲ့ဆွေမျိုးသားချင်းကိစ္စလေးတွေအကြောင်းပฏิပက္ခပြဒနာတတ်တာမျိုးလေးတွေအကြီးအကျယ်ပြဒနာတတ်တာမျိုးတွေရုံရောက်ကက်ရောက်အမှုအမှုရင်ဆိုင်တရားအဖြစ်ချင်းတပေါင်းနေနဲ့အလုတ်ချုပ်တတ်တော်လာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဆွေမျိုးသားချင်းကိစ္စအိမ်အောင်ကြီးနဲ့ပတ်သက်လာပြီးပြဒနာရှိဒီလာညီကိုမောင်နှမလေးတွေနဲ့မှတကြောင်မိမိရဲ့အိမ်အောင်ဘက်မှာတကြောင်ဒီလိုကိစ္စလေးတွေကြောင့်သာပြဒနာပฏิပက္ခတွေများစွာပေါ်လာနိုင်ပြီးတော့ကျန်တာဘာမှမဖြစ်ပါဘူးမိမိအိမ်အောင်မှမသိအောင်ဘာကိုမှစတင်လှုပ်ဆောင်တာမျိုးလေးတွေမလုပ်ပါနဲ့သတိပြုစင်ကြံရအတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ အဲဘာလို့သတိပြုစင်နေရမလဲဆိုတော့ဒီကလာအတော်အတွင်းမှာဆိုလို့ရှိရင်တော့မထင်မှတ်ခွင်းနဲ့စိတ်တော့ကပြီးမဲ့လူတွေညာအကိုရှိကိုရောက်ရှိလာတာမျိုးတွေစိတ်တော့ကပြီးတက်တဲ့လာဖြစ်တဲ့အတိတ်ဘဝသတိထားစင်နေပြီးရန်တော့လိုအပ်ပါတယ်ရွှေနဲ့ပတ်သက်ပြီးအကျိုးပေးပါတယ်အထက်အလေးတွေတီတီပနက်တွေလက်ဆောင်ရရှိတာမျိုးဒစားလက်ဆောင်ရရှိတာမျိုးတွေဂျုံသွားတက်ပါတယ်ပူဇာဘက်ပူဇာရှင်တွေနဲ့လူငယ်များအနေနဲ့စုံတွေ့ရပြီးအဆက်အသွယ်ပြတ်နေတော့မိတ်ဆွေများဝေးကွာနေတော့မိတ်ဆွေများအနေနဲ့အဆက်ဆက်ရရဒီလာတာအတွင်းမှာအဆင်ပြေအောင်မြင်ပြီးတော့တိုးတက်နိုင်ပြီးတော့ပြန်လဲစုံစည်းရတာမျိုးတိုင်ပင်ချင်း ဆေးဆက်ရှင်တွေအတွက်တော့တိတ်ကိုအားသာကောင်းမှုတို့တက်စီပါရယ်ခင်ဗျာဒါပြင်ဘုတ်ခုရအောင်သာသမီးမိတ်ဆွေများဒီလတာတော်တို့မှာအချွေရောင်အနီရောင်ခဲရောင်အကျိုးပေးပါတယ်အကျိုးပေးသောအရာဟာတောင်ဆုဆုရဖြစ်ပြီးတော့စန်းတီယာရက်ကတော့မြောက်ရက်ဖြစ်ပါတယ်အကျိုးပေးကံကောင်းစီတော့ကနန်းအနေနဲ့ဆိုရင်တော့ခုနှစ်ကနန်းကိုကနန်း နှစ်ကနန်းတခါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်ထို့ပြင်မိတ်ဆွေတို့ဒီတရတာတော့ဒီမှာဆိုရင်ဗုဒ္ဓဖူးသာသမီမိတ်ဆွေများအနေနဲ့တောက်ကြသာသမီတနင်္လာသာသမီတွေနဲ့တွဲဖက်လှုပ်ဆောင်မှာရာဟုသာသမီများအနေနဲ့ကတော့တောက်ကြသာသမီစနေသာသမီတွေနဲ့တွဲဖက်လှုပ်ဆောင်ရင်ကန္ဒီယရဲ့အထောက်အပံ့ကိုရရှိတတ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေထို့ပြင်လှုပ်လှုပ်ချာချာလှုပ်လှုပ်ခက်ခက်လှုပ်ပါမိတ်ဆွေတို့အနေနဲ့စပစ်စီအသက်ဝင်လာတာမျိုးလေးတွေမိသားစုအတွင်းမှာရုပ်တရက်မတင်မှာပဲကြမ်းမာရင်ညံ့လာတာမျိုးပြဿနာအကြီးကြီးပဲပြိပကတက်လာပြီဆိုရင်လူဝင်မတော်လို့ဖြစ်စေစပစ်စီအဝင်မတော်လို့ဖြစ်စေဖြစ်ပါလိမ့်မယ်ဒ ဒါကြောင့်ကိုကိုတိုင်ညာရေးခရီးတရက်ထွက်လိုက်တာမျိုးဖြစ်စီတော့မဟုတ်လို့ရှိရင်ဆက်ဖြစ်စီအဟောင်းအစုပ်တွေကိုစွန့်လိုက်တာမျိုးဖြစ်စီရမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးကောင်းမွန်ပါလေဆက်တူလုပ်ငန်းတွေညံ့ပါလေစားသောက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်လို့သူများတွေးတဲ့ကန်းစာလေးဒီမှာတတိထားဆင်ခြင်ပြန်လိုအပ်သောကာလအပိုင်းခြားဖြစ်ပါလေခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲဘာကိုမစို့ပလန် A ပလန် B ထားပြီးလုပ်ရင်ဒီလားဟာကံတရားရဲ့အထောက်အကူရရှိတတ်ပါလေအဋိဋ္ဌံပြုလို့တဲ့ဆရာငယ်ရဲ့ဗုဒ္ဓဘုရားကိုတာသမီများအဋိဋ္ဌံပြုလို့တပတ်ဆိုရင်တော့ဖြင့်အဲ သူကတော့လောကဝိတုဆိုတော့ဘုံတော်ပတိကိုတနေ့ကိုလေးပတ်လုံးနဲ့စတရက်တီတီစိတ်တာမျိုးဖြစ်စေတကယ်လို့မှအထက်လူကြီးအကြီးအကဲတွေနဲ့အစင်မပြေရင်တမ္မာတမ္ပုတ်တော့ဆိုတော့ပတိကိုစိတ်ချင်းဖြင့်နေရာထိုင်ရအထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်လို့ရှေ့တို့အစင်ပြေအောင်ရတို့တက်စီမှာအတိကြပဲဖြစ်တယ်ဒီတလကတော့ဒီမှာအရေးကြီးသောကိစ္စတွေကိုပြုတ်မှုဆောင်ရွက်ပြောဆိုတဲ့အခါမှာအဲ မိတ်ဆွေတို့အနေနဲ့ဗုဒ္ဓဘုရားသာသမီများအနေနဲ့အရေးကြီးသောကိစ္စတွေမိမိတို့ရဲ့ဟိုလိုရာမှုကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးကြရင်အနီရောင်အဝါရောင်တို့များများပါသောအကြောင်းတွေကိုဝစ်ဆင်တော့ပါမိမိတို့ရဲ့ဟုတ်လားအရေးကြီးသောကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါကျလို့ရှိရင်မြတ်စွာဘုရားမှာတောက်ရီအေးအေးလေးနှစ်ခွက်ကလေးကိုလှူပြီးတော့ဆူတောင်းသွားရင်အောင်မြင်တိုးတက်စီမှာအတေချာပဲဖြစ်တယ်ဒီလာတာတော့ဒီမှာဆိုရင်အရှိတောင်တောင်ရက်ကိုတတိထားပြီးသွားပြီပါထို့ပြင်မိတ်ဆွေတို့အနေနဲ့အရှိမြောက်တောင်ရက်ဟာမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေပါတယ်ခင်ဗျတနင်္ဂနွေသာသမီ မိတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာမျိုးလေးတွေကြုံရတတ်သောကာလဖြစ်တဲ့အတွက်အရေးကြီးသောကိစ္စတွေကိုတနင်္ဂနွေကသမီးတွေနဲ့တွေ့ပါမလုံရလိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီဒီကတာတော့ဒီမှာအဆက်ဆက်ရရမိမိတို့ရဲ့ရောင်းကုန်မှုတွေဝယ်ကုန်တွေရောင်းထွက်အရောင်းတွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုအဲမိစွေတို့ရဲ့ကုန်ပစ္စည်းတွေမှန်မှန်ရဖို့ဆရာတို့ဟိုထီကလေးတစ်ချောင်းနဲ့ထီခေါင်ရိုက်ပုတ်ပြီးတော့ရောင်းမှာကအရောင်းတွက်အရောင်းထွက်သွားဒီမှာအတိအကျပဲဖြစ်တယ်မိမိတို့ရဲ့ဟလာဟိုဒီတရတာတော့ဒီမှာဆိုလို့ရှိရင်တော့ကန်ဆာတာတွေပွင့်လန်းစီရအတွက် ဟိုဆန်းလို့စီးလို့ဆေးလို့စားလို့ဒီအစားရှိတဲ့အရာလေးတွေအင်္ဂါနံပစ္စည်းလေးတွေများများလူကမျိုးလေးတွေဖြစ်စေအဲဆန်နဲ့ပတ်သက်ပြီးမရှိစင်းရသားလေးကိုဝေမျှပေးတာမျိုးလို့အဲဆနလို့ဒီလိုအင်္ဂါနံပစ္စည်းလေးတစ်ခုခုကိုလူတန်းပြခြင်းအပြင်ကုသိုလ်လုပ်ခြင်းအပြင်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးအညံ့တွေကနေပြပြောက်သွားပါမယ်ဘုဒ္ဓဘုဒ္ဓဘုရားကိုတာဝန်မိတ်ဆွေများဒီတလတာတော့ဒီမှာအဆက်ဆက်ရအောင်မြင်စင်ပြဇီယံအတွက်ပြုလုပ်ရမယ်ရေရာကိုမပြောမီ ကျေးဇူးတင်ပါတယ်ဆရာခင်နားဖိတ်နေမိချင်း0939 0939 790 2901 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်963 5050 5နှစ်မှာဖြစ်စီဆက်သွယ်မိမြနိုင်ကြောင်းနဲ့အဲတခုလောက်ကြံပေးပါရစေဆရာကင်မရာအနေနဲ့ကြည့်ရတာအဆင်မပြေတောင်းပန်ပါလေဆရာကြီးမဗီဒီယိုရေးသွေးလေးမြင့်တဲ့သဘောနဲ့ကျွန်တော်ရိုက်ခွင်းလေးတွေရောပုံစံလေးတွေရောရှင်းရိုက်ထားတဲ့အတွက်အဲကျွန်တော်အန်တနိုင်ဖြစ်နေတာအတော့နားလည်ပြီးပါခင်ဗျာကျေးဇူးတင်ပါတယ်ဗိုလ်တပုရောက်တာဝီမေဆူဒီဒီပလတာတို့ဒီမှာအဆက်ဆက်ရအဆင်ပြေအောင်မြင်စေပြီးငွေကြီးကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရီယာအနေနဲ့ဆိုရင်တော့ဖြင့် ဆရာတို့ဟိုဟိုပကံများလေးတစ်ချက်တည်းမှာဆံကလေး၃စုပ်ကိုကုတ်တယ်ပါဒါပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဆံကလေး၃စုပ်ကိုကုတ်တယ်ပါကုတ်တဲ့ပြည့်တဲ့အခါကျလို့ရှိရင်မိတ်ဆွေတို့ဟိုစွမ်းလာလို့စားလေးနဲ့ငယ်ထုတ်တာမျိုးဟိုဆရာတို့ဘန်းလေးတစ်ချက်တည်းမှာပဲပကံများတစ်ချက်တည်းမှာပဲဆံစီ စေစားဆိုရဲအလူလေးနဲ့ငွေလေး3000ကျပ်ကိုဟုတ်လားငွေလေး3000ကျပ်ကိုဆရာတို့လိတ်ပြီးတော့ကတော့လို့ထိုးပြီးတော့သတိကံလို့ဖြစ်စေကတော့လို့ဖြစ်စေထိုးပြီးတော့မိတ်ဆွေတို့ရဲ့နေအိမ်ဖျားမှာလူဒန်းအခြင်းအားဖြင့်ဖြစ်စေမိမိတို့ရဲ့ဈေးဆိုင်လုပ်ငန်းမှာဖျားမှာလူထားခြင်းအားဖြင့်မိတ်ဆွေတို့အတွက်ငွေကြေးကံကောင်းစေပါလေဈေးရောက်ကောင်းစေပြီးတော့ပိတ်နေတဲ့လက်တွေပွင့်လန်းစေရန်အတွက်မျက်စွာဖျားမှာလူထားတဲ့တောက်ရီဘွက်ထဲကရေကိုဆွန့်ဆွန့်ပြီးတဲ့အခါလက်ညိုးလေးနှစ်ချောင်းနဲ့နှစ်ပြီးတော့လောကဝိဒူးဆိုပြီးအခေါက်၄၀ရွတ်ပြီးတော့မိတ်ဆွေတို့ရဲ့ရောင်းကုန်လေးဈေးဆိုင်လေးစိုင်းလေးလုပ်ငန်းတွေကိုဖျံ န်းခြင်းအပြင်အဆက်ဆက်ရေးအဆင်ပြေပြီးပိတ်နေတဲ့လက်တွေပွင့်လန်းလာစီမှာအသေးချာအကြောင်းပြောရင်းနဲ့ဗုဒ္ဓဖူးရောက်တာသမီးမိတ်ဆွေတွေအားလုံးဒီ2025ခုနှစ်နိုဝင်ဘာလအတွင်းမှာဆက်ဆက်ရေးရတနာစိန်ကြောက်ဇေတောက်တန်းကစားနိုင်လို့တက်နေတဲ့ဘိုးလက်ဝေဖြုတ်ခဲ့သူစီးစဲဥစ္စာများတိုးပွားအောင်မြင်ကြပါစီကြောင်းဆရာကမေတ္တာဖို့ဆုတောင်းနေတယ်ဆရာကဘလို့ရှင်နေရှိတော့ဆရာနည်းနည်းလေးပုံစံရင်သွင်းမြင်တာလားလေဘလို့ရှင်နေရှိလဲဆိုတာလေးကျန်တော့ကို comment ပေးခဲ့ပါဦးခင်ဗျာကျွန်တော်နေနဲ့လိုအပ်တာကိုခင်ဗျားတို့အတွက်အမြဲတမ်းရှိနေကြောင်းနဲ့ကျွန်တော်မိတ်ဆွေများအတွက် ကျွန်တော်တို့ရုပ်ရှင်းပါစေကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်